ငွေစုံပေါ်တာအားလုံးပဲမင်္ဂလာပါ။အဲကျွန်တော်တငယ်ချင်းတွေကကျွန်တော်ကိုမေးကြတယ်ပေါ့နော်။မွန်ပြည်နယ်ရောက်တော့မှာသွားလေတဲ့လေပေါ့နော်။အတချို့တွေကတော့ကြိုက်တိယဖျားတော့ဖူးကြမယ်။ကြိုက်ခွေဖျားတော့ဖူးကြမယ်။ပြီးရင်မှုတို့ကျွန်တော်ဗျိုင်းနှကောင်ဖျားတော့ဖူးကြမယ်။စသည်ဖြင့်ပေါ့နော်ဒါဖျားဖူးလို့ထင်ရှားတဲ့တကူကြီးဖျားတွေပေါ့လေ။အပြင်လေပတ်ဖို့ဆိုရင်ဆဆဲကန်းကြီးတို့မော်လမြိုင် တောင်ယူဒန်းတို့တောင်ဝိုင်းတို့စသည်ဖြင့်ဒီလိုမျိုးညွှန်းကြပါလေ။ အော်တချို့တွေကအဲ့လိုမဟုတ်ဘူးငါတို့ဖျားလဲဖူးခြင်းနဲ့မွန်နေရဲ့သမိုင်းဝင် နေရာကိုလည်းလေ့လာခြင်းနဲ့ပြီးရင်မွန်နေရဲ့ကျေးလက်တဘာဝရှုခင်းကိုလည်းကြည့်ရှုခံစားခြင်းနဲ့ဆိုရင်ငါတို့ဘယ်နေရာကိုသွားလေသိမ့်လဲဆိုတော့မေးကြတဲ့လူတွေလည်းရှိပါတယ်။အဲ့လိုတငယ်ချင်းတွေအတွက်ကျွန်တော်နေရာလေးတစ်နေရာကိုညွှန်ပြပေးခြင်းပါတယ်။အဲ့ဒါဘယ်နေရာလဲဆိုတော့မွန်ပြည်နယ်ကြံညုံမြို့နယ်မှာတည်ရှိတဲ့ကော့တက်ရွာပါ။ကော့တက်ရွာကိုကျွန်တော်ဘာကြောင့်ညွှန်ပြခြင်းလဲဆိုတော့ အဲ့ဒီကောတက်ရွာထဲမှာရှိတဲ့ဖုံးတော်ကြီးကျောင်းထဲမှာပညာဦးမင်းကြီးတည်ခဲ့တဲ့မာစီတီရှိပါတယ်ပြီးရင်ဓမ္မစီတီမင်းကြီးတည်ခဲ့တဲ့တိန်တော်ကြီးရှိပါတယ်ပြီးရင်ဖုံးတော်ကြီးကျောင်းတစ်ခုလုံးကလည်းရှေဟောင်းမွန်နေရဲ့ပိတုကလက်ရာမူလလက်ရာအတိုင်းကိုတည်ရှိနေပါတယ်ဒါကြောင့်အဲ့ဒီဖုံးတော်ကြီးကျောင်းကိုတွားရောက်လည်ပတ်မယ်ဆိုရင်ကျွန်တော်တို့ဖျားလဲဖူးရမယ်မွန်နေရဲ့ရှေဟောင်းသမိုင်းဝင်အမွေနှစ်ပြည့်ပိတုကလက်ရာတွေလည်း လေးလာရင်ခွင့်ရမယ်ပြီးရင်သွားတဲ့လမ်းကလည်းတကယ်ကျေလက်ရှုခင်မှာဘေးမှာလေခွက်တွေဆိုတော့ကောတက်ဆိုတဲ့စကလုံးကဘယ်ကစဉ်သက်လာလဲဆိုတော့ mindset ဆိုတဲ့ယူရီးယားစကားရှမ်းပေါ့နော်ထိုင်းစကားကနေလာတာပါ mindset ရဲ့အတိတ်ဘယ်ကကျွန်းသိရွာကျွန်းပင်ကြီးကျွန်းသိရွာပေါ့နော်ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့တစ်ချိန်လုံးကဆိုရင်ကျွန်တော်တို့မွန်နေနေပေါ့နော်ယူရီးယားကြားမှာဒီတက်လုပ်ငန်းကတော်တော်လေးကိုဖွံ့ဖြိုးခဲ့တယ် ဥမာမွန်တထေးကြီးတွေဖြစ်တဲ့ပေါ့နော်တထေးဥနာအောက်တို့နိုင်မွန်ထိုးတို့ဆိုရင်တကယ်တွန်းတထေးကြီးတွေပါ နိုင်မွန်ထိုးဆိုရင်သူကဇင်းမဲ့မင်းပေါ့နော်ယူရီးယားမင်းကနေတစင်းမြှောက်စားပြီးတော့မိုင်းလုံးတစ်တော့ကိုတစ်ထုတ်လုပ်ခွင့်ပေးခဲ့တဲ့တထေးကြီးပါဥနာအောက်ဆိုလည်းသူကဒီကိုလိုနီခေတ်တော်ဆိုတစ်လုပ်ငန်းမှာတအားကြီးကိုအောင်မြင်ပြီးတော့ချမ်းသာကြွယ်ဝခဲ့တဲ့တကယ်မွန်တရိတ်ကျဲတထေးကြီးပါအဲ့ဒီတက်လုပ်ငန်းကြီးကဘယ်ကနေလဲဆိုတော့ကျွန်တော်မော်မြိုင်ပေါ့နော်ဒီအရှိတ်ဘက်တောက်လျှောက်ဆက်သွားရင်ယူရီးယားအထိ အခုလက်ရှိဒေါ်လာတောင်တန်းတခြားအရင်တော့ဆိုဒါကျွန်းတစ်တွေအရန်ကိုဟိုပေါရောက်ခဲ့တဲ့နေရာဒါကြောင့်ကျွန်းတစ်လုပ်ငန်းကကျွန်တော်တို့မွန်နဲ့ယူရီးယားကြားမှာဆက်နွယ်မှုအများကြီးရှိတယ်ဒါကြောင့်ယူရီးယားဘက်ကလည်းဒီဘက်ထစ်ကိုကျွန်းတစ်လာထုတ်ခဲ့တဲ့သဘောသဘာဝရှိတယ်ဒါကြောင့်ဒီနေရာကယူရီးယားတွေလာပြီးအခြေချလောက်ကင်ခဲ့တဲ့ကျွန်းတစ်လောက်ခဲ့တဲ့ရွာဖြစ်တဲ့အတွက်ယူရီးယားနာမည်ယူရီးယားစကား mindset ဆိုတဲ့စကားလုံးကိုတုံ့နာတာပါဒါပေမဲ့မွန်အတန်ထွက်ကိုယူတော့မွန်တွေက ကိုဆက်ဆိုတဲ့အတန်ထွက်ကိုယူပါတယ်စာလေကတ္တဆက်ပါနော်ကိုဆက်ကိုဆက်လို့အတန်ထွက်ရင်ထွက်ရင်တော့နှစ်ပေါင်းများစွာနေခဲ့တယ်ပေါ့နောင်ဘယ်ခုနှစ်ရောက်မှကိုတက်ဆိုတဲ့နာမည်ကိုပြောင်းလိုက်လဲဆိုတော့1342ခုနှစ်တပေါင်းလားဆုံး14ရက်နေ့မှာမှကိုဆက်ကနေကိုတက်ဆိုတော့စာလေကတ္တဆက်ကနေတာယီတတတတ်ဆိုတော့တာယီပတတတ်ဆိုတော့ပြောင်းလိုက်တာပါမွန်လို့တော့ကိုဆိုင်ပေါ့နော်အဲ့ဒီချိန်ကြမှာဒီယွာနာမည်ကကိုတက် မွန်လိုကိုစိုက်ဆိုတော့တရားဝင်ပြန်ခေါ်ကြတာပါလေ။တော့ဟောအီကင်းရင်ခင်တဲ့ဒီဒေသတွေကအရန်ဟိုဖွံ့ဖြိုးခဲ့တယ်ဆိုထင်ရှားတယ်။ဘာကြောင့်လဲဆိုပညာဦးမင်းကြီးကသူကမုဒ္ဓမမှာစိုးစံတယ်ပြီးတော့သူရဲ့မင်းနေပြည်တော်ကိုဟန်တော်ဒီဘကိုးကိုပြောင်းသွားတယ်ဒါပေမဲ့သူကဒီနေရာတွေကမုဒ္ဓမအနိတဝိုက်ဆိုတော့အများနဲ့သူရောက်ခဲ့တဲ့နေရာသူကျင်လည်ခဲ့တဲ့နေရာဆိုတော့ဒီနေရာမှာဖျားတဆူသူကလာတည်ခဲ့တာပါဘယ်နှခုနေမှာတည်ခဲ့လဲဆိုတော့ကောဇာတက္ကေ928နှစ်မှာဒီမဟာဇီဒီတော်ကြီးကိုတည်ခဲ့တာပါပြောရမယ်ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း660လောက်က ဘညာဦးမင်းကြီးဒီမာစီဒီကိုတည်ခဲ့တယ်ဗျာကော့တက်ရွာမှာဘညာဦးမင်းကြီးဆိုတာကလည်းရာဇသတိရဲ့ခမဲတော်ရာဇသတိရဲ့အဖေပါပြီးရင်နောက်နှစ်ပေါင်း100ကျော်ကြာတဲ့အချိန်130ဘွန်းတော့ကောဇာတက္ကိ138မှာဓမ္မစီဒီမင်းကြီးကအဲ့ဒီခဏမာစီဒီဘေးနားမှာအခုကျွန်တော်တို့မြင်နေရတဲ့တိမ်တော်ကြီးကိုတည်ခဲ့တာပါပြောရင်မဟာစီဒီနဲ့တိန်နဲ့တိန်တော်ကြီးနဲ့နှစ်ပေါင်း130လောက်กว่าမဟာစီဒီကိုကြတော့ ပညာဦးမင်းကြီးကတည်ခဲ့တဲ့တိန်တော်ကြီးကိုကြာဓမ္မစီရီမင်းကြီးကတည်ခဲ့တယ်ဒါမွန်ရဲ့တိတ်ကိုထင်ရှားတဲ့ဘုရင်တွေပါဓမ္မစီရီမင်းကြီးဆိုရင်သူကဟိုရမညတိုင်းလျှောက်ဒီကလျာဏီတိန်နေအများကြီးသူတည်ခဲ့တယ်ဘာလို့ဆိုတော့သာသနာတော် တန့်ရှင်းရေးအတွက်သူကလုပ်ခဲ့တယ်ဒါကြောင့်မို့ဒီကိုတက်ရွာမှာလည်းဒီတိန်တော်လာတည်ခဲ့တာပါဒါကိုကြည့်ကြရမယ့်အချိန်တော့ဒီနေရာမှာအရန်ကိုစီပင်ဝါပြောတဲ့ရွာကြီးဆိုတာထင်ရှားပါတယ် တော့ဒီတိန်တော်တွေကိုလည်းမူလလိုက်ရမပြက်ကိုဒီနေ့အတိုင်းအခုလိုမျိုးပေါ့နော်ဝင်းခတ်ပြီးတော့ထိုင်းသိမ်းဆောက်ရှောက်တာတာဒါတိတ်ကိုဂုံကြီးစရာကောင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မွန်နေရဲ့ရှင်းဟောင်းတမိုင်းဝင်အမွေနှစ်ပြီးသူကလိုက်ရတဲ့ဒီချိန်မှာတတော်လေးကိုပျောက်ဆုံးနေတာပေါ့နော်မွန်ဖုံးတော့ကြောင်းတော်တော်များများလဲဟိုအစ်စ်တွေပြန်ဆောက်ကြတယ်မူလအားလက်ရာတွေဖြိုဖျက်လိုက်ကြတယ်ဒါကြောင့်မို့ဒီလိုရှင်းဟောင်းမူလလက်ရာကိုထိုင်းသိမ်းဆောက်ရှောက်ထားတဲ့အခါမှာကျွန်တော်တို့တန်ဖိုးထားပါမယ်ဒါတွေကိုဆက်ပြီးတော့လဲကျွန်တော်တို့ထိုင်းသိမ်းသွားဖို့ကျွန်တော်တို့မွန်နေအားလုံးမှာတာဝန်ရှိပါတယ် င်ဒီနေရာကိုလာရောက်လည်ပတ်စေခြင်းနဲ့ထဲမှာကျွန်တော်တို့ဒီမွန်ပြည်နယ်ပြပတငယ်ချင်းတွေကမကမွန်ပြည်နယ်ထဲမှာရှိတဲ့ကျွန်တော်မွန်တငယ်ချင်းတွေပေါ့နော်ကျွန်တော်တို့မွန်လူမျိုးတွေအကုန်လုံးကိုကျွန်တော်လာရောက်လည်ပတ်စေခြင်းနဲ့တွားရောက်လည်ပတ်စေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မွန်တွေတော်တော်များများကအာဥမာရန်ကုန်မှာဂျပန်ဖျားနာမည်ကြီးရယ်ဆိုရင်ကားငှားပြီးတွားဖူးကြတယ်တွားလဲကြတယ်အာကရင်ပြည်နယ်မှာဘယ်ဖျားနာမည်ကြီးရယ်ဆိုရင်မူလအီဆိုမူလအီတွားကြတယ်ဖူးကြတယ်ဘာကြောင့်လဲဆိုတော့ဘာသာတရားကိုင်းဆိုင်တာကို ဒါပေမဲ့ကျွန်တော်တို့မွန်နေကိုရီတံမိုးထားမယ်အခုလိုမျိုးပေါ့နော်ဒီဇေဒီပထိုးတွေကိုလည်းလာရောက်လည်းပတ်သင့်တယ်တွားရောက်လည်းပတ်သင့်တယ်ဒါမှငါတို့တစ်ချိန်လုံးငါတို့မွန်လူမျိုးတွေကအာဒီလိုမျိုးပြည်သူကလက်ရာတွေနဲ့ဒီလိုသမိုင်းစင်လာရှိတဲ့အာအဆောက်အဦတွေတဲခဲ့မှလာဆိုတော့ဂုံယူဝင့်ကြွားနိုင်မှာပါပြီးရင်ဒီဖုံးချောင်းဝင်းကအရင်အောင်တိတ်ဆိတ်တယ်ကျယ်လက်ကျယ်ဝန်းတယ်အထဲမှာရှိတဲ့အဆောက်အဦတွေကလည်းရှေးဟောင်းမွန်ပြည်သူကလက်ရာတွေကြီးပဲဟိုပြန်ပြင်လိုက်တာအနေအချင်းပဲရှိတယ်ပေါ့နော်ဖုံးချောင်းပေါ်တက်လိုက်တယ်ဆိုရင်လည်းကျွန်းနိုင်ကြီးတွေနဲ့ ဒါကြောင့်ဒီနေရာတဲ့အချိန်တုန်းကကျွန်းတစ်ထုတ်လို့ရေးလုပ်ငန်းကအရန်ဖွံ့ဖြိုးခဲ့တယ်ဆိုတာမွန်နေတဲ့ယူရီးယားရဲ့ဒီတစ်ထုတ်လို့ရေးလုပ်ငန်းမှာအရန်အရေးပါတယ်ဆိုတာထင်ရှားပါတယ်ပြီးရင်ဒီအဆောက်အဦရဲ့အပေါ်မှာဆိုရင်မျက်နှာချက်မှာလေဝင်တွေလေထွက်စနစ်တွေအလင်းအောင်ရအောင်လုပ်ထားတဲ့စနစ်တွေတော်တော်လေးကိုယူနစ်ဖြစ်တယ်အာပြည်သူကလက်ရာတွေတော်တော်အဆင်နဲ့မြင့်တယ်တုံးတာတဲ့မှန်စီရွှေချတဲ့ပုံစံလေးမှန်ကူွက်တွေအလင်းအောင်ပေးထားတဲ့မှန်ဘလောက်တုံးတွေတော်တော်လေးကိုကျွန်တော်တို့ဘယ်လိုပြောမလဲ သိမ်းသားတဲ့အမွေနှစ်တွေပါဒါကျွန်တော်မွန်နေရအမွေနှစ်တွေပါပြီးရင်ဖုံးချောင်းအောက်ကိုဆင်းသွားရင်လည်းကျွန်တော်တို့အမှဓမာယုံကြီးဆိုလဲစောက်ထားတာဒီအနီရောင်ပေါ့နော်ဒီပုံစံမျိုးကဘမမတွေ့ရမှမထင်ဘူးတစောက်တစ်ခုလုံးကအနီရောင်ထဲထားတယ်ဒီပြတ်တက်တွေပေါ့နော်အမိုးပြတ်တက်အောက်မှာဆိုလဲဖះဆင်းမှုတော်တွေသူ့နေရာနဲ့သူ့သူ့အကန့်နဲ့သူ့ပူဇော်ထားတယ်ပြီးရင်အောက်ခြေမှာလဲဟင်းသာငှက်ရုပ်တွေမော်နီယာထိမ့်မှန်ဟင်းသာငှက်ရုပ်လေးတွေကိုလဲအစီစင်ထားတာပေါ့နော် ဒီပိတုကလက်ရာတွေကဒါကျွန်တော်တို့မုံနေရဲ့ပိတုကလက်ရာတွေကဒါတွေပေါ်မှာကျွန်တော်တို့ဂုံယူဝင်ကြွားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့တမိုင်းဝင်ဇီတော်ကြီးကိုလည်းဖူးမြော်ဝင်ရမယ်တမိုင်းဝင်တိန်တော်ကြီးကိုလည်းနေလာဝင်ရမယ်တမိုင်းအိုကျွန်တော်မုံနေရဲ့ပိတုကလက်ရာတွေလည်းကြည့်ရှုခံစားဝင်ရမယ်ဓာတ်ပုံရိုက်လို့လည်းအင်မတန်ကောင်းတယ်အရန်ကိုလည်းတိတ်ဆိတ်အေးချမ်းပြီးတော့ဒီနေရာသွားတဲ့လမ်းတစ်လျှောက်ဆိုရင်လည်းဟိုချင်းလက်ရှုခင်းတွေအပြည့်ဝခံစားလို့ရတယ်ပေါ့နော်အပြန်မှာဆိုလည်းခေုံကူကိုဝင်ရောက်နေလာလို့ရသေးတယ်ဆိုတော့ဒါကြောင့်ဒီနေရာကိုကျွန်တော်လာရောက်နေပတ်ကြဖို့ဖိတ်ခေါ်ချင်တာပါ ပြောရမယ်ဆိုရင်ဒီရွာကြီးอ่ะပေါ့เนาะမဟာဇေဒီကြီးကတစ်ချိန်လုံးကဟိုအရန်ကိုစီပင်ဝါပြောခဲ့ပေမဲ့ဂျားထဲမှာပေါ့เนาะဟိုလူသူအရောက်ပေါက်နေပြီးတော့ငုံရှိုးခဲ့ရတဲ့ပေါ့เนาะမပြုတ်ပြင်မမုန်းမမနဲ့ဒီတိုင်းကြီးကိုပစ်ထားခဲ့တဲ့တောထားခဲ့တဲ့အချိန်ကာလတွေလည်းရှိခဲ့တယ်ဒီမဟာဇေဒီကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း80လောက်ကမှပြန်လည်မုန်းမံခဲ့တာဆိုတော့ဟိုအရင်ကဂျားထဲမှာလည်း ဟိုအကြောင်းမျိုးမျိုးကြောင့်ဒီရွာတွေကပြန်လဲစိတ်သုံးခဲ့ရတဲ့အနေအထားတွေလည်းရှိတယ်ဗောလေပြီးတော့ဒီဖျားကိုပြန်လဲမုန်းမှန်တဲ့အချိန်မှာသူကဌာပနာတွေဘယ်ကတော့ယူလဲဆိုတော့ကျွန်တော်မှုတော်မှာရှိတဲ့ကမာဝက်ပေါ့နော်တော်တိုင်းဖျားနေမှဟိုကျွန်တော်ဒီဓာတ်တော်မွေတော်တွေကိုတဲလာပြီးတော့မာစီဒီမှာပြန်လဲပြီးတော့ဌာပနာထားတာဗောလေဆိုတော့ဓာတွေကဘာကြောင့်ကျွန်တော်ရှင်းပြနေလဲဆိုတော့ဒီနေရာတွေကိုကျွန်တော်ကတွားရောက်လဲပတ်စီချင်တော့ပါ တကယ်ကိုလည်းလှပါတယ်တကယ်ကိုလည်းတပုံရမ်းလို့လည်းကောင်းတယ်တကယ်ကိုလည်းလွန်ခဲ့တဲ့နှစ်ပေါင်း900 600ကျော်ကလူလူနေမှုပုံစံပေါ့နော်လူမှုဘဝကိုလည်းကျွန်တော်တို့လေ့လာနိုင်မှာဖြစ်ပါတယ်ပြီးရင်ဒီရွာကယူရီးယားနဲ့မွန်နီရဲ့ဆက်နွယ်မှုကိုလည်းအများကြီးကိုပေါ်ကျတဲ့နေရာဖြစ်တဲ့အတွက်ဒီလိုအကြောင်းတရားတွေကြောင့်ကျွန်တော်ဘလော့ကိုကြည့်နေတဲ့လူတွေအခါခွင့်သိနေဆိုရင်ဒီကော့တိုက်ရွာကိုတွားရောက်လည်ပတ်ကြဖို့ကျွန်တော်ကတိုက်တွန်းရခြင်းဖြစ်ပါတယ် ཁས 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 ཁས